ဲ့တော့မင်းတို့ဒေါက်တာသက်ဟင်းကိုဦးစဉ်ပြောကျင်တာကမင်းအဲ့ဒီဒေါက်ခေစားကြီးကိုတရားစွဲမဲ့အစားလိုင်းပေါ်မှာဟာဒကမတယောက်ငိုနေတယ်ကွညနေကအလှစီဖို့အတွက်ထိုးထားတယ်ထိုးတာလေးကွာအလှပြင်းတာဟာပါလဲအမ်ငါနာမည်နာမည်မေ့နေပြီအဲ့ဒီဒကမဟာအဲ့ဒါတရားတရားမဝင်စီးတီထိုးတဲ့ဟာကိုအလှပြင်းတဲ့ခါစီးထိုးတဲ့ခါမှာငိုနေတာလေးကွာအဲ့ဒီဆေးရဆိုးကျိုးတွေကြောင့်မျက်နှာကြီးကဖောအေးကြီးရောင်အင်းပြီးမှလေမျက်စိတောင်မှဖွင့်နိုင်ဖြစ်ဖြစ်နေတဲ့အခြေအနေဘဝပြည့်စည်သွားပြီအဲ့ဒီဆေးရဆိုးကျိုးတွေအဲ့ဒါကြတော့မင်းတို့ဘာလို့တရားမစွဲတာလဲ မင်းတို့ဆရာဝန်တွေအရေးယူခွင့်ရှိတယ်လေအဲ့ဒီအရာတွေဟာမင်းတို့ရဲ့စိတ်ကမင်းတို့ရဲ့လက်မှတ်တွေဟာလေဘရိုမြန်မာနိုင်ငံမှာကတရားဥပဒေကိုနားမလည်ကြဘူးဖြစ်နေတယ်တရားဥပဒေဆိုတာကဥပဒေရဲ့ရှေ့မှာတရားရှိတယ်နော်ဥပဒေရဲ့ရှေ့မှာတရားရှိတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့တိုင်းရင်းစည်းဆရာမဒေါခင်ဆိုင်ပေါ့နော် ဒေါက်ကင်စာကြီးကိုဒေါက်တာတဲ့ဟင်းကတရားစွဲတယ်တဲ့အဲတိုင်းရင်စိတ်လက်မမရှိလို့ပေါ့နော်အဲ့တော့ဥစဉ်ပြောချင်တာကဥပဒေဆိုတာဘာအတွက်လောက်တာလဲလို့ဥစဉ်မေးချင်တယ်ဥပဒေဆိုတာကပြည်သူလူထုတွေကောင်းအကျိုးပြုဖို့အတွက်မဟုတ်လားလောကောင်းဖို့အတွက်အကျိုးပြုဖို့အတွက်လောက်တာလေအဲ့ဒါတရားပဲနော်အကျိုးကောင်းကျိုးဖြစ်ဖို့အတွက်အဲ့ဒါတရားပဲအဲ့တော့မတရားမှသာလေဆိုးကျိုးဖြစ်မှသာလေဥပဒေဆိုတာကပြရတာအမှန်လို့ ကောင်းကျိုးဖြစ်နေတယ်ဆိုလို့ရှိရေဆိုးကျိုးမဖြစ်ဘူးဆိုရင်မနှုတ်ဥပဒေဟာလုကုမလုအပ်ဘူးဟုတ်တယ်နော်အဲ့တော့ဒေါက်ကီဇာကြီးဟာသူ့ရဲ့စွမ်းထက်တဲ့ပညာနဲ့လူတွေကိုစိတ်ကူတာပေးနေတာကွာမင်းတို့ပါရဂူကြီးတွေတမစွမ်းနိုင်တဲ့အရာကူကူတာပေးနေတာလူနာအများကသူ့ကိုတကယ်ယုံယုံကြည်ကြည်နဲ့အားကိုးနေတာလေဟုတ်တယ်မလားမြန်မာနိုင်ငံသူနိုင်ငံသားအတွက်အမှန်တကယ်အကျိုးဖြစ်စေဖို့ကအဓိကပါလားအဲ့ဒါတရားပဲလေနော်တရားဆိုတာအဲ့ဒါပဲအဲ့ဒီမတရားဖြစ်လာမှသာလေဥပဒေဆိုတာကနောက်ခါလိုက်ရမှာ ဲ့တော့ငွေမြန်မာနိုင်ငံကဥပဒေကိုရှေ့တန်းတင်ကြတယ်တရားလက်လွတ်နေကြတယ်နော်ဒေါက်တာသက်ဟိန်းဆိုတဲ့သူကလေအဲမင်းတို့မင်းတို့ပြောမှကွာအဲ့ဒီဒေါခင်ဆိုင်ကြီးဟာတကယ်စွမ်းထက်နေတယ်ပြီးလူနာတွေအားကိုးနေကြတယ်အဲ့ထက်မှနော်သူကူတနေတာကမျက်စိလူဘဝတစ်လျှောက်မှာလူဘဝတစ်သက်တာမှာမျက်စိဟာအဓိကအသက်ပဲအဲ့တော့သူဟာတကယ်မျက်စိနဲ့မျက်စခုနဲ့ကွင်းကိုတကယ်စွမ်းထက်ထက်နဲ့ကုသပေးနေတာမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုတကယ်ကျူးပြူပေးနေတာလေအဲ့ဒါတရားတာပဲ အဲ့တော့တရားနေလို့ရှိရင်မင်းတို့ဥပဒေကဘာမှလိုက်စရာမလိုဘူးအဲ့တော့ငါတို့တရားသူကြီးတွေကလည်းလေဘာဆိုတော့ဥပဒေကိုပဲရှေ့တန်းတင်နေကြတယ်မင်းတို့ဥပဒေဥပဒေစာအုပ်ကြီးတွေကိုကင်မနေကြနဲ့ဥပဒေစာအုပ်ကြီးကိုကင်မနေကြနဲ့အဓိကကတရားလားမတရားလားဒါပဲစဉ်းစားမင်းတို့ဥပဒေစာအုပ်ကြီးကိုကင်မယ်ဆိုလို့ရှိရင်လေအမေရိကန်နိုင်ငံမှာဖြစ်သွားတဲ့ဟိုလိုပေါ့ကလေးကအထက်မြင့်ဘွားပြုတ်ကြတာကိုအောက်ကဖမ်းလိုက်တဲ့ကလေးကိုဖမ်းတဲ့ခါကျတော့ဖမ်းတဲ့သူကမိခင်ကကလေးရဲ့မိခင်ကတရားစွဲတယ်တဲ့ဘာအတွက်လဲဆိုတော့ကျတော့ဖမ်းတဲ့အခါမှာကလေးရဲ့လက်ကိုဘာလို့ထိခိုက်စေတာလဲတဲ့ လေးလက်ကိုဘာလို့ထိခိုက်စရာဆိုတော့အဲကလေးရလက်ကိုထိခိုက်သွားလို့တဲ့အဲ့ဒါကြောင့်မို့တရားစွဲတာတဲ့အဲ့တော့ကျတော့အဲရှင့်နေဒီကလည်းတရားသူရှင့်နေဒီကလည်းပြောဆိုရှိရသူတို့ရဲ့ငွေရရင်ပြီးရော့သူတို့ရဲ့ဥပဒေအစွမ်းထက်ရင်ပြီးရော့ဆိုပြီးမှအစွမ်းပြခြင်းတိုင်းလိုက်ပြီးမှလက်ခံပေးကြတဲ့လက်ခံပေးတဲ့အခါကျတော့ဒေါ်လာ3သိန်းပေး3သိန်းအယောတောင်းတယ်အယောတောင်းတာ9000လားမသိဘူးအယောပေးပေးလိုက်ရတယ်အဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ဒီကလေးကိုဟိုလူကဖမ်းမဆီးလိုက်ဘူးဆိုရင်ကတ္တရာလမ်းပေါ်ပြုတ်ကြပြီးမှဒီကလေးတွေမဲ့အရာကိုကျတော့မကြည့်တော့ဘူးဒါတရားလေပုံမှန်လို့ တရားကိုရှေ့တန်းတင်ရမှာတရားပြီးမှနောက်မှဥပဒေဆိုတာလားမှာတရားလားမတရားလားဒါကိုကြည့်တရားဆိုတဲ့အရာဟာကောင်းကျိုးဖြစ်လားမဖြစ်လားလူလူအတွက်ကောင်းကျိုးဖြစ်လားမဖြစ်လားဒါကိုကြည့်ရမှာအဲ့တော့ကောင်းကျိုးဖြစ်နေရင်မင်းတို့ဥပဒေစာအုပ်ကြီးတွေဆိုတာဗိချိတ်ထားလိုက်ခဏတရားကိုလက်လွတ်ပြီးမှဥပဒေကိုရှေ့တန်းတင်နေဆိုတော့လောကကြီးဟာလေဥပဒေဟာကောက်ကျစ်သူတွေအတွက်လက်ဟာလက်နဲ့တဖယ်ဖြစ်သွားလိမ့်မယ်လောကကြီးကောင်းစားဖို့အတွက်ဥပဒေရေးဆွဲကာမှတရားလက်လွတ်ပြီဆိုရင်တော့အဲ့ဒီဥပဒေဟာလေလောကကြီးကိုဖျက်ဆီးချောင်းဖြစ်သွားလိမ့်မယ် နော်လောကကြီးလူတွေကိုဒုက္ခပေးတဲ့လက်နဲ့ကြီးတစ်ဖွဲဖြစ်သွားလိမ့်မယ်လမ်းနေမှားနေတယ်ကွာငါပြောချင်တာကဥပဒေတစ်ခုတည်းမပေါ့ဘူးနော်အနောက်တိုင်းကတော့ဥပဒေဟုတ်ကောဟုတ်လိမ့်မယ်မြန်မာနိုင်ငံမှာဥပဒေတစ်ခုတည်းမဟုတ်ဘူးတရားဥပဒေလို့ဆိုထားတာနော်မြန်မာနိုင်ငံမှာတရားဥပဒေနော်အနောက်တိုင်းကဥပဒေအနောက်တိုင်းက law ဟုတ်တယ်ဒါပေမဲ့မြန်မာနိုင်ငံမှာ law တသက်မဟုတ်ဘူးနော်ဟုတ်မလို့မင်းတို့ law ရအရှိမဓမ္မဆိုတာရှိသေးတယ်ကြားလားနော်ဓမ္မ law နော်အဲ့တော့တရားဥပဒေ တရားကိုရှေ့တန်းတင်ရမှာလူတို့ကိုအကျိုးပြုလားမပြုလားကောင်းကျိုးဖြစ်လားမဖြစ်လားဒါကိုကြည့်ရမှာကောင်းကျိုးဖြစ်နေတယ်ဆိုလို့ရှိရင်မင်းတို့ဥဒီလမ်းကြောင်းတိုင်းတို့စီတဆိုရှိရဲအဲ့ဒီကဒေါခင်ဆန်းရီကိုသွားပြီးမှဒကဝါဒေါခင်ဆန်းရီခရအနေနဲ့ဘောင်ဝင်အောင်လေးတော့လုပ်ပေးပါကျွန်တော်တို့မိတ္တရက်ခံပါတယ်ပါဆိုတော့ကျွန်တော်ခမရကိုလဲလို့ခမရကိုကျွန်တော်ကခွင့်ပြုထားလိုက်လို့ရှိရင်ကြံတဲ့မဟုတ်မဟုတ်တီကိုလဲကျွတော့ခွင့်ပြုရမယ်အနေထားမျိုးဖြစ်နေတယ်အဲ့ဒါကြောင့်မို့ခမရကိုတော့ကျွတော့ကကြည်ပြူတယ်ခရကမမှန်ကန်ကန်ဖြစ်နေတာဒါပြင်ညတော့လဲခမရဟိုပေါ့အားလုံးကိုကျွတော့လွှတ်ရကြရလွယ်ကူဖို့အတွက်ခရအနေနဲ့ ဟိုတိုင်းစီလက်မှတ်ကလေးတော့ရယူပြပါဗျာကျွန်တော်တို့မြေတားရခန္ဓာပါဘာလို့ဆိုကြာတဲ့သူတွေမဟုတ်မဟုတ်လောက်ခက်ရင်ခင်ဗျားကိုတော့ခွင့်ပြုတယ်ကြာတဲ့သူတွေကခွင့်ပြုဘူးဆိုတာမျိုးဖြစ်လာလို့ရှိရင်တို့တို့ကိုင်လို့ကကိုင်ရခက်ခဲပါတယ်ဒါကြောင့်မို့ခင်ဗျားအနေနဲ့မြေတားရခံပါတယ်တရားဝင်လေးဖြစ်အောင်တော့လုပ်ပေးပါလို့ဒါမျိုးသွားရမှာလေလုပ်ဖို့လုံနေကလွဲနေတာတက်တက်မနာလို့စိတ်နဲ့လုတာလေဒီနေ့မှာဦးစင်ပြောခြင်းဒါကဒေါက်တာအသက်ဟင်းကမင်းအင်္ဂလိပ်ဆရာဝန်တော်မြန်မာတိုင်းရင်းစီးပညာဆိုတဲ့အရာကမြန်မာအင်ရှင်တော်မင်းတို့အဲ့တဲ့အဲ့တဲ့စီးပညာကအင်ရှင်ကိုတက်ခွာပြီးမစော်ကားနဲ့အကြလားနော် မင်းတို့အင်္ဂလိပ်ဆေးပညာဆိုတာဧည့်သည်ညီမတိုင်းရင်ဆေးပညာဆိုတာကအင်ရှင်ဧည့်သည်ကအင်ရှင်ကိုလာလာမစော်ကားနဲ့နော်ဟုတ်တယ်မလားမူပန်ရှိတယ်နော်အင်ရှင်ဆိုတဲ့မူပန်ရှိပြီးသားနော်ကြားလားဟုတ်တယ်နော်ညီမတိုင်းရင်ဆေးပညာဆိုတာဆေးလက်မရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအင်ရှင်ဆိုတဲ့မူပန်ရှိထားပြီးသားမင်းတို့အင်္ဂလိပ်ဆေးဆရာဝန်တွေလာပြီးစော်ကားစော်ကားကြတယ်စော်ကားခွင့်မရှိဘူးနော်ဒေါက်တာတက်ဟေးအေးဆိုရကျင်တဲ့ဆိုရင်တိုင်းရင်ဆေးဌာနကပြောဆိုတော့တမျိုး မင်းတို့ဧည့်သည်ဆိုတဲ့ရင်မျောကန်းတဲ့ဧည့်သည်ဓမြဓမြနီးနဲ့လာဝင်လာတဲ့ပြောဆိုချက်ဓမြပေါ့ကွာဓမြနီးနဲ့ဝင်လာတဲ့မင်းတို့ဓမြဆေးဆရာဝန်တွေကလာလာပြီးအိမ်ရှင်ကိုစော်ကားနေတော့ဟုတ်မလားတရားဥပဒေတရားဆိုတာရှေ့ကထားမှာမင်းတို့လုံနေပုံတရားမတရားဥပဒေဖြစ်နေပြီးဒီတိုင်းဆိုရင်တရားဆိုတာကိုလစ်လို့ပြီးမှဥပဒေကိုရှေ့တန်းတင်မှဆိုရင်မတရားဥပဒေဖြစ်သွားမယ် မြန်မာနိုင်ငံမှာရှိနေတာကတရားဥပဒေလောတသက်မဟုတ်ဘူးနော်ဓမ္မလောနော်ဟုတ်မှန်းလို့အဲလောကိုရှိတယ်မတိုင်နဲ့အကြောင်းအကျိုးအကောင်းဆုံးအမှန်မှဆိုလူလူတွေကိုအကျိုးပြုတယ်မပြုလားကောင်းကျိုးဖြစ်လားမဖြစ်လားပြည်သူတွေအားကိုးလားမကိုးလားလက်တွေပြောက်လားမပြောက်လားဒါကိုရှိတဲ့တရားမှာမြန်မာနိုင်ငံမှာပြည်သူလူပြည်သူလူတို့တွေမျက်စိမျက်စိဒုက္ခဖြစ်နေတဲ့ဒုက္ခကိုပြည်လူနာတွေရဲ့ဒုက္ခကိုမကြည့်ဘူးမင်းတို့ရဲ့လောကိုပဲကြည့်နေတဲ့မနာလိုဝန်တိုစိတ်တွေနဲ့ဒါရီယာမင်းတို့ပြည်သူကိုအကျိုးပြုတာမဟုတ်ဘူးပြည်သူတက်စေတနာထားတာမဟုတ်ဘူးပြည်သူတွေက တကယ်အစွမ်းထက်ရာယုံကြည်ရကိုအားကိုးတာမင်းတို့ပြည်သူကိုစော်ကားတာပဲလူနာတွေကိုစော်ကားတာပဲမြန်မာနိုင်ငံမှာရှိတဲ့မျက်စိမျက်စိဒုက္ခဝေဒနာတွေကိုမျက်နှာကိုမကြည့်ပဲနဲ့တက်တက်စော်ကားတာပဲအဲ့တော့မင်းတို့ဥဒီဟာလေပြည်သူမျက်နှာကိုမကြည့်တဲ့လူနာတွေကမျက်နှာကိုမကြည့်တဲ့မတရားဥပဒေဖြစ်နေပြီပြည်သူလူထုကိုစော်ကားတဲ့ဥပဒေဖြစ်နေပြီဒီတိချတဲ့လက်စင်းစားအောင်မင်းတို့လိုရတဲ့ဟာဒေါက်တာတဟိန်ဆိုတဲ့လူရုပ်မှာနော်တရားဥပဒေမြင်းမြတ်ထားမြန်မာနိုင်ငံသူနိုင်ငံသားတွေမြင်းမြတ်ထားတရားဥပဒေ မြန်မာနိုင်ငံမှာဥပဒေတက်တက်မဟုတ်ဘူးမြန်မာနိုင်ငံမှာရှိနေတာကတရားဥပဒေတရားကရှိကဥပဒေကနောက်မှနောက်မှနော်အနောက်တိုင်းသားတွေလိုဥပဒေကိုရှေ့တန်းတင်တာမျိုးလာမလို့နဲ့မြန်မာနိုင်ငံမှာကြားလားဟင်းလုံးဝစုပြတ်တက်နေတယ်ကွာမင်းတို့ဥပဒေကြီးတရားလေတရားကိမဲ့နေရင်မင်းတို့ရဲ့ဥပဒေတွေဟာလေလူယုတ်မာတွေရဲ့အသုံးချလက်နဲ့ဖြစ်ပြီးလုံးဝစုပြတ်တက်ယုတ်မာသွားလိမ့်မယ်ကြားလားယုတ်မာသူတွေရဲ့လက်နဲ့ဖြစ်သွားလိမ့်မယ်အဲ့ဒါမြင်မှာထားကြ